နိုင်ငံတကာသတင်းတပုတ်အနေနဲ့အမေရိကန်ကင်တက်ဂီပြည်နယ်လေစိတ်အနီးကုန်တင်လေရင်ပြတ်ကျပြီးနောက်အ ਨੇ ဆုံးလူခဏဦးသိမ်းဆုံးတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ကုန်တင်လေရင်တစ်စီးဟာအင်ကာနေကကင်တက်ဂီပြည်နယ်လူးဝစ်ဘေးအပီပီဆိုင်ရာလေစိတ်ကနေပြန်တက်ပြီးမကြာမီမှာပြတ်ကျခဲ့ကလေစိတ်အနီးရှိစီးပွားရေးလုပ်ငန်းတွေကိုဝင်တိုက်မိရာကနေမီးလောင်ပောက်ကွဲသွားပြီးနောက်အ ਨੇ ဆုံးလူခဏဦးသိမ်းဆုံးခဲ့ပြီးအများအပြားဒဏ်ရာရရှိခဲ့တယ်လို့ AFP သတင်းကဖော်ပြပါဗျာ။ ဟာဝိုင်အီကိုထွက်ခွာလာတဲ့လေယာဉ်ဟာဒေတာဆန်တော်ချိန်ညနေ9:15အချိန်ကမှပြတ်ကျခဲ့တယ်လို့ American Federal လေကြောင်းစီမံခန့်ခွဲရေးဌာန FAA ကပြောကြားပါရတယ်။ င်တက်ကီပြည်နယ်အုပ်ချုပ်ရေးမှုကတော့တိတ်ဆုံးသူနဲ့ဒဏ်ရာရရှိသူအရေးအတွက်မြင့်တက်လာမယ်လို့မျှော်လင့်ထားတယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ပထမဦးဆုံးအနေနဲ့မိလောင်မှုကိုငြိမ်းသက်ဖို့နဲ့မိလောင်ရတဲ့အကြောင်းအရင်းကိုစုံစမ်းစစ်ဆေးမှုကိုဆက်လက်လှုပ်ဆောင်ဖို့ကြိုးစားနေကြတယ်လို့အင်ကာနီညမှာသူ့ရဲ့ Twitter မှာ post ရေးသားခဲ့ပါတယ်။ UPS ကလေရင်ပေါ်မှာလေရင်အမှုရန်၃ဦးလိုက်ပါလာခဲ့တယ်လို့ကြေညာချက်တစောင်းမှာဖော်ပြထားပါတယ်။ဒေတာကန်ရုပ်တံထုတ်လွှင့်သူတယောက်မျှဝေထားတဲ့ဗီဒီယိုမှာလေရင်ရဲ့ဘယ်ဘက်အင်ဂျင်မီးလောင်နေတာကိုမြင်တွေ့ရပါတယ်။လေရင်ဟာပြန်တက်ပြီးနောက်လေရင်ကွင်းရဲ့တောင်ဘက်၃မိုင်အကွာမှာပြတ်ကျသွားခဲ့တယ်လို့လေစက်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်။